ရခတ်တပ်တော်အေကမကွေးတိုင်းတွင်ရှိနေကံဖြူအကုံတိုက်ပွဲတွေတွင်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်ချို့ကိုလက်ရဖမ်းဆီးရရှိခဲ့တဲ့ပြင်အလန်ဖြူထောင်က လင်းဝင်ရောက်လာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေလည်းဇက်တိုင်ရှိနေတယ်လို့အော်တိုဗလန်၁၉ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ကြေညာပါရယ်အေအနေနဲ့နေကံဖြူအကုံရှိအနှဲငယ်လက်ကျန်နေရာတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီး စင်ကလျားထွက်ပြေးနေကြတဲ့စစ်ကောမရှင်တပ်ဖွဲ့ဝင်ချို့နဲ့လည်း၎င်းတို့ရောက်ရှိရာနေရာချို့မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။စစ်ကောင်မရှင်တပ်ဟာအဲ့ဒီဗျူဟာကုန်းမကြဆုံးစေဖို့လေကြောင်းပစ်ကူနဲ့စစ်ကူတွေအဆက်မပြတ်ပေးနေတဲ့ကြားကအေးတပ်ဖွဲ့ဝင်တွေရဲ့အကောင်းဆုံးတုံ့ပြန်ခံစစ်တွေနဲ့အတူထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အော်တိုဘားလ18ရက်နေ့ကတိုက်ပွဲဖြစ်ပွားနေတဲ့ချို့နေရာတွေမှာ စစ်ကောင်မရှင်တပ်ဖွဲ့ဝင်ချို့ဟာ AAC ကိုအလံဖြူထောင်းကလက်နက်ချလင်းဝင်ရောက်လာခဲ့ကြပြီး အချို့ကိုတော့တိုက်ပွဲတွင်လက်ရဖမ်းဆီးရမိခဲ့တယ်လို့ AA ကအတည်ပြုပါတယ်။ AA နေနဲ့၎င်းတို့စီကိုလင်းဝင်ရောက်လာခဲ့ကြသူတွေကိုစစ်တုံးမှန်ဥရီနဲ့ညီကောင်းမွန်စွာပြုစုဆောင်ရှောက်ပေးထားတယ်လို့၎င်းတို့ရဲ့ထုတ်ပြန်ချက်မှာကြေပြူထားပါတယ်။ဒါကြောင့်စစ်ကောင်မရှင်ရဲ့မတရားသဖြင့်စစ်မှုထမ်းမှုစုဆောင်ရင်းခံရသူတွေအနေနဲ့ အာရခတက်တော် A နဲ့အနည်းဆုံးနေရာတွေကိုဆက်သွယ်ပြီးအချိန်မရွေးနဲ့နဲ့ချအလင်းဝင်ရောက်နိုင်တယ်လို့ A ကအတိပေးနှိုးဆော်ထားပါတယ်